KNU ဦးဆောင်တဲ့တပ်တွေကမြန်မာထိုင်းနယ်ဆက်က မောတောက်မြို့ကို အပိသက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့စပါမယ်။တနင်္လာရီတိုင်းထိုင်းမြန်မာနယ်ဆက်မှာရှိတဲ့မောတောက်မြို့တမြို့လုံးကို KNU KNL ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်တွေဟာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာအပိသက်ထိချုပ်လိုက်ပြီးဖြစ်ပါတယ်။ နိုဝင်ဘာလ17ရက်နေ့ကစတင်ခဲ့တဲ့၄ရက်ကြာထူးဆီးဆင်တိုက်ခိုက်မှုအပြီးမှာမောတောင်မြို့မှာရှိတဲ့အဓိကစခန်းကုန်းဖြစ်တဲ့နေဆက်ဘျူဟာကုန်းစခန်းခလာရနစ်နစ်လေးကိုတိမ်ပိုင်းနိုင်ခဲ့တာပါ မောတော်မျိုးကိုတိမ့်ပိုင်းနိုင်ပြီဖြစ်ကြောင်း KNU တက်မဟာလီအတွင်ရင်မူပဒူစောအင်နာကအတည်ပြုပါရီဒါကြောင့်အခုဆိုရင်နေဆက်ကုတ်သွဲရေးလမ်းကြောင်းကို KNU ကထိချုပ်ထားလိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ် မောတောင်မြို့ကိုတိတ်ပိုင်းနိုင်လိုက်တာကြောင့် KNU တပ်မဟာလေးနယ်မြေဖြစ်တဲ့တနင်္သာရီတိုင်းရဲ့အရှိဘဲအကြဆုံးနေဆက်ဧရိယာတစ်ခုလုံးကိုတော်လန်ရေးတပ်တွေကထိ ंछ ုပ်လိုက်နိုင်ပြီလို့သုံးသပ်သူတွေကပြောပါရယ်မောတောင်မြို့ဟာထိုင်းနိုင်ငံစင်ခွန်းမြို့နဲ့ထိဆက်နေတဲ့အရေးပါတဲ့ကုတ်သွဲရေးမြို့လည်းဖြစ်ပါရယ်